ကျမရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေရာနေကျမကိုချစ်ခင်အားပေးကြတယ်၊ယုံကြည်အားပေးကြတယ်၊ခொနည်းရဲ့သားသမီးများအားလုံး၊ရှင့်နေခွာသားသမီးများအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေရှင်။ရှောင်းလာပိုင်းတွေအင်္ကာသားသမီးများတွေတနစာအကောင်အဆူများကိုမျှဝေလမ်းညွှန်ဟောပြောပေးသွားမှာဖြစ်ပါတယ်။ ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအင်္ဂါသားသမီးများရှိနေမယ်ကြည်နေတယ်ဆိုလို့ရှိရင်တော့အစာဆုံးလေးကြည်ပေးသွားပါကျမအနေနဲ့မိတ်ဆွေလူရဲ့အကျိုးကိုလိုလားတော့ကြောင့်အသေးစိတ်ကလေးလမ်းညွန်အကြံပေးသွားမှာဖြစ်ပါတယ်အင်္ဂါသားသမီးများကဒီ6လပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ အလုတ်ကင်နဲ့ပတ်သက်ရင်အလုတ်ပြောင်းနေရာပြောင်းနေအထူးကောင်းပါတယ်အဲ့တော့ကိုသွားခြင်းတဲ့နေရာတွေကိုလိုခြင်းတဲ့နေရာတွေအင်တာဗျူးဖြေဆိုတာတွေကိုလျှောက်ထားတဲ့အလုတ်တွေရရှိတတ်ပါတယ်ဘုရဝူသားသမီးအင်္ဂါသားသမီးများမိမိတို့ရဲ့ တားသမီးဇနီးတားသမီးများနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာတွေဂုဏ်ယူစရာတွေတည်င်းကောင်းတွေအဆက်မပြတ်ဇာရတတ်ပါတယ်အဲ့တော့ဒီ6လပိုင်းမှာဆိုရင်မိမိတို့ရဲ့လုပ်ငန်းမှာအောက်လက်ငယ်သားတွေညာစွာအကျိုးကျေးဇူးသူတို့အတွက်ရရှိတတ်ပါတယ် အောက်လက်ငယ်သားနဲ့ပတ်သက်ပြီးတော့လေခံစားရတတ်ပါတယ်အဲ့တော့အောက်လက်ငယ်သားမိမိပေါ်မှာအကျိုးပြုတာနှစ်ဦးနှစ်ဖက်စေတနာမေတ္တာတွေနားလည်မှုရှိတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်အင်္ဂါသားသမီးများဘာသာရေးနဲ့ပတ်သက်တဲ့ကိုးကွယ်စရာပုံတော်တွေလည်းဝင်လာတတ်ပါတယ်ဖျားဘူးခရီးတွေလည်းထွက်ရတတ်ပါတယ်နောက်တစ်ခုအင်္ဂါသားသမီးများ ဘာသာရေးပစ္စည်းတွေဝင်မယ်ရွှေဝင်မယ်ရဝေးရဧည့်သည်အိမ်ကိုရောက်လာတတ်တယ်အဝတ်အထည်တွေလက်ဆောင်ရရှိတတ်ပါတယ်သုံးပတ်အတွင်းမှာဝင်လာတတ်ပါတယ်ပို့ကောင်းတာကမိမိတို့ကပါဠိပြောပြောဘယ်နေရာတော်တော်လူချစ်လူခင်ပေါ်များတတ်ပါရဲ့မျက်နှာဝင်လန်းတတ်ပါတယ်ကိုပြောဆိုတဲ့စကားတွေအောင်မြင်တတ်ပါတယ် ဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကြံစီအောင်မြင်တတ်တဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်မိမိတို့အနေနဲ့ရဲရဲတင်းတင်းနဲ့စောင့်ရွက်ပြောဆိုဖို့ပဲလိုအပ်ပါတယ်အင်္ဂါသားသမီးများဒီ6လပိုင်းမှာစကားပြောဆိုရအစအောင်မြင်တတ်ပါတယ်နောက်တစ်ခုအနေနဲ့အင်္ဂါသားသမီးများမိမိတို့အိမ်မှာဧည့်သည်ဒါမှမဟုတ်ရင်ကိုဝင်ဆောင် အမျိုးသမီးမိမိရဲ့ဇနီးမယားကိုဝင်ဆောင်ရတာမျိုးတွေတားသမီးရေသနာဝင်လာတတ်ပါတယ်ဝမ်းသာစရာတည်င်းတွေကြားရတတ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေအကျိုးကျေးဇူးအထောက်ပံ့ကောင်း ဖြစ်တာကဗုဒ္ဓဘူးသားသမီးတွေကမိမိတို့ကိုအကျိုးကျေးဇူးအထောက်ပံ့ကောင်းနေပေးတတ်ပါတယ်ဗုဒ္ဓဘူးသားသမီးတွေနဲ့ဆက်တူစီးပွားတွေလုပ်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ် အဓိက အင်္ဂါသားသမီးတွေရှောင်ရမှာနာမည်ထဲမှာတောက်ကြနန်နေအင်္ဂါနန်နေနဲ့စက်တူစည်းဝါလုံးဝမလုံတင်ပါဘူးအဲ့လိုနေသားသမီးမျိုးတွေကိုရှောင်ရမှာဖြစ်ပါတယ်ဇီးသီးမစားပါနဲ့စိတ်သားမစားပါနဲ့နောက်တစ်ခုအနေနဲ့ကကြတော့မိမိတို့အနေနဲ့အိမ်ချမ်းကြီးကိစ္စတွေမှာအနည်းအငယ် စိတ်တော့ကရောက်ပြီးတော့မှအောင်မြင်တတ်ပါတယ်အဲ့တော့အင်ချမ်းမြီတွေအင်္ဂါသားသမီးတွေအကျိုးဆောင်တွေရှိနေတယ်ဆိုရင်နည်းနည်းလေးစိတ်ရှိရှိထားပြီးတော့စကားပြောဆိုရင်အောင်မြင်တတ်ပါတယ်ပြောဆိုပြီးတော့မှကိုယ့်ဘက်ပါအောင်ပြောမှဆိုရင်လည်းအောင်မြင်တတ်ပါတယ် အစာပိုင်းမှာခက်ခဲပြီးမှနောက်ပိုင်းမှာအောင်မြင်သွားတာကိုတွေ့မြင်ရတတ်ပါတယ်အဲ့တော့အိမ်ချမ်းကြီးကိစ္စနဲ့ပတ်သက်ရင်နည်းနည်းလေးပဲအခက်ခဲရှိပါတယ်ညာစွာအောင်မြင်မှုတွေရရှိတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးတွေကဒီလထဲမှာအိမ်တော်ကြီးတွေအချစ်ကြီးတွေလည်းကောင်းပါတယ်ရဝေးမှာရောက်နေတဲ့ကိုရဲ့ချစ်သူကိုရဲ့အိမ်တော်ဘတ်တွေနဲ့ပြန်လည်ဆုံစည်းရမယ့်ကာလတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကအင်္ဂါသားသမီးတွေအပြူလူပြူ ဖြစ်နေတယ်ဆိုလို့ရှိရင်အိမ်အောင်ကြားလေးရှိပါတယ်။နှစ်ဦးသားနီးစပ်ခွင့်နေရကြပါတယ်။မိဘညီကိုမောင်နှမတွေညနေသားပြေးခြင်းနေခံရတတ်ပါတယ်။မိမိတို့အနေနဲ့အထူးဂရုစိုက်ရမှာကအနက်ရောင်လုံးဝမဝတ်ပါနဲ့အနက်ရောင်ဝတ်တဲ့နေ့စိတ်ညစ်ရတဲ့နေ့ဖြစ်ပါလိမ့်မယ်ဒါကြောင့်မိမိတို့အနေနဲ့ကြိုင်ဝိုင်းဖျားမှာ ရေရလေးလုတ်ပြီးပါကံမြင့်သွားအောင်ဒါလေးကတော့ရွက်လာလေးညော့လေးကျွန်းကြာခိုင်ပန်းရေရွှေရင်အေးရေရက်ကလေးလေအကုန်စီစဉ်ပြီးသွားရင်ကြိုက်ဝိုင်းဖျားမှာမိမိတို့ရဲ့ဝင်းနံဖျားမှာတွားရောက်လှူဒန်းပြရမှာဖြစ်ပါတယ် ်ဝင်းနေလေးမှလှူလဲရသလိုမိမိတို့ရဲ့အလုတ်ပိတ်ရက်မှလှူလဲရပါတယ်နိုင်ငံရဲ့သားမှရောက်နေတဲ့လူနေမှရောက်နေတဲ့လူတွေကကြိုက်ဝမ်းဖျားကိုရည်စူးပြီးတော့လှူဒန်းကတ်လူလို့ရပါတယ်မိမိတို့အလုတ်နေရာအိမ်နေရာနေပြီးတော့ မိမိတို့အနေနဲ့အကျိုးပေးတဲ့အရာကတော့ရွှေရောင်အဝါရောင်ဖြစ်ပါတယ်။ကဲအင်္ဂါသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနေနဲ့ပြေဆုံးပါစေ။စိတ်သွားတိုင်းကိုယ်ပါလူရဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်။